ရုရှားတပ်ဖွဲ့တွေကယူကရိန်းအရှေ့ပိုင်းမှာရှိတဲ့ပိုခရော့ဘတ်မြို့ကိုသိမ်းပိုက်ခဲ့တယ်လို့ရုရှားကပြောပါရယ်။ဒီမြို့ဟာအရှေ့မြောက်ပိုင်းမှာရှိတဲ့ဘောချံမြို့လိုပဲစစ်ထောက်ဖို့အတွက်အချက်အချာကြမြို့ဖြစ်ပါရယ်။ ရုရှားနဲ့ယူကရိန်းစစ်ပွဲပြီးဆုံးရဲ့အတွက်အမေရိကန်ကဥဆောင်ဂျိုးမန်းနေချိန်မှာစစ်မြေပြင်မှာရုရှားရဲ့အတားရမှုကယူကရိန်းကိုဖိအားဖြစ်စေခဲ့ပါတယ်။စစ်ပွဲမတိုင်မီကလူ6000နေထိုင်တဲ့ပိုခရော့ဘတ်ဟာဒိုနက်ဒေသမှာကားလန်းရထားလန်းအချက်ချာနေရဖြစ်ပါတယ်။ဒါပေမဲ့မြို့ဟာလွန်ခဲ့တဲ့လတွေမှာရုရှားရဲ့ပြင်းထန်တဲ့စစ်ဆင်မှုတွေကိုခံခဲ့ရပါတယ်။ရုရှားရဲ့တိုက်ခတ်မှုတွေကိုခုခံကာကွယ်ဖို့ယူကရိန်းကလွန်ခဲ့တဲ့လမှာတပ်ကိုယ်ရေးဆင်းလွတ်ပေးခဲ့ရအထူးတပ်ဖွဲ့ဝင်တွေတောင်ပါဝင်ခဲ့ပါတယ်။ ရုရှားစစ်သားရာကနန်းကဒီမျိုးတွေကိုထိုးဖောက်ဝင်ရောက်ခဲ့တယ်လို့ရုရှားစစ်တပ်ကပြောကြားခဲ့ပါတယ်။ Krasno Amosov ဘောချန်တို့ဟာလွတ်မြောက်သွားပြီလို့ရုရှားစေဝစီချုပ် Belarus Gerasimov ကသမ္မတဗလာဒီမာပူတင်ထံနိုဝင်ဘာ30ရက်ကအကြောင်းကြားခဲ့တယ်လို့ရုရှားအစိုးရက Telegram မှာထုတ်ပြန်ခဲ့ပါတယ်။